ကရင်နီပြည်ဒီမော့ဆိုမြို့နယ်မှာကုံစဲနှုံးတွေမြင့်တက်လာသလိုစစ်ရှောင်းတွေအတွက်အလူရှင်တွေနေပါလာတဲ့အပြင်တောတွေမှာအလေးကျပေါက်တဲ့ဟင်းသီးဟင်းရဲတွေပါရှားပါလာတာကြောင့်အခက်အခဲတွေပို့ပြီးတော့ရင်ဆိုင်နေကြရပါတယ်။နင်းနေတဲ့ပေးပို့ထားပါရရှင်။ကင်းနီပြည်နယ်ဒီမော့ဆိုမြို့နယ်မှာစစ်ကောင်စီကကုန်းစီလမ်းကြောင်းတွေပိတ်ထားတာကြောင့်ကုန်ပစ္စည်းတွေဈေးနှုန်းမြင့်တက်နေလို့စပေးရှောင်ပြည်သူတွေနဲ့ဆက်ရှောင်အရေးကူညီပေးသူတွေအတွက်အခက်အခဲတွေကြုံနေရပါတယ်။ ပြီးခဲ့တဲ့ဇွန်လကလေးကကားလမ်းတွေပိတ်ဆို့ခံရလို့ကုန်သင်းနှုန်းတွေမြင့်တက်နေပြီးနှစနီးပါးဈေးတက်တာတွေရှိတယ်လို့တချို့ပစ္စည်းတွေဝယ်ယူဖို့အခက်အခဲရှိတာတွေလည်းကြုံနေရတာကြောင့်ဆစ်ဆောင်ပြည်သူတချို့ကဆံပြုတ်ဆိုင်ရတာတွေလည်းရှိနေပါတယ်။ဒီလိုစားနပ်ရိက္ခပြက်လက်မှုတွေကြမှာတော်ရင်အလေးကျပေါက်တဲ့ဟင်းသီးဟင်းရွက်တွေပါရှာဖို့ခက်လာတယ်လို့ဆစ်ဆောင်အမျိုးသမီးကပြောပြပါဗါ။ဆစ်ဆောင်နေတဲ့ဆစ်ဆောင်မိဘပြည်သူတွေကြတော့သူတို့ဆစ်ဆောင်စခန်းမှာဆိုရင်ဟို ကုန်စည်နှုန်းကျစီပြလာမှုကြောင့်လူရှင်လည်းအရောက်နေတယ်ဟိုခက်ခဲတယ်ပေါ့ခက်ခဲတော့ကြာလာတော့အလူရှင်လည်းနေတော့စာဝန်ကြီးရဲ့အတွက်ယုံခံရမယ်ဆိုရင်လည်းတို့ကစစ်ဆောင်နေတဲ့နေရာကဟိုတော့ထဲလမ်းပန်းဆက်တွေခက်ခဲတဲ့နေရာဖြစ်တဲ့အတွက်တို့တွေကဟိုဆောင်ရဆိုရင်ဟိုချင်းငါစားပေါက်ရတဲ့ချို့ဆိုဆံပြတော့ချက်စားရတာပေါ့တော့ထဲမှာကြတော့တခြားဟာရှာစားဖို့စလဲဟိုစားလို့ရတဲ့အရွက်တွေအသီးအရွက်တွေကရှာပါတယ် စစ်ဆောင်စခန်းတစ်ခုမှာစပေးဆောင်ပြည်သူအ ਨੇ ဆုံးအယောက်100ကျော်ကနေ400ကျော်အထိရှိနေပြီးလွန်ခဲ့တဲ့တနစ်ကျော်လောက်ကတည်းကတနစ်ကိုထမင်းနှစ်နက်နတ်မှန်အောင်မနှဲဆိုင်ရတယ်လို့စပေးဆောင်ပြည်သူတချို့ကဆိုပါတယ်အခြေခံစားကုန်တွေတဲကစားတထုပ်ကို900 600ကနေ2000ကျပ်အာလူတပိတ်သား6000 9000ကနေ1000ကျပ်ပတ်မုံလာပွင့်သေးတပွင့်ကို1000ကျပ်ကနေ2000ကျပ်စားသုံးစီ9တက်5ကျပ်သားတပူးကို1000 8000ကျပ်ကနေ2000 1000ကျပ်ထိမြင့်တက်လာပြီးစားပြက်လက်သားတွေလည်းရှိနေတာပါ ဆက်ရှောင်ကူတဲ့အခါမှာဘာတွေခက်ခဲကြုံရလဲဆိုတော့အခုလက်တော်ကတော့ပစ္စည်းတွေပြက်တာပေါ့နော်ကိုလိုချင်တဲ့လူချင်တဲ့ပစ္စည်းတွေကလိုချင်တယ်လို့မရနိုင်ဘူးပြီးတော့ကုန်စည်နှုန်းတွေကနှစ်ဆလောက်တက်နေတဲ့ခါကျတော့ရတဲ့အလူငွေလေးနဲ့ဒီကမ်တစ်ခုလောက်အောင်လူဖို့ဆိုတာတော်လေးကိုခက်ခဲသွားတယ်ပေါ့နော်ပြီးတော့အရင်ကလူတယ်ဆိုလို့ရှိရင်ကိုကလိုချင်တဲ့ပစ္စည်းလူချင်တဲ့ပစ္စည်းတွေကိုကဟိုစိတ်ကြိုက်လိုချင်တဲ့လောက် ဝယ်လို့ရတယ်ဒီဆိုင်မှာမပြည့်ဘူးဆိုရင်နောက်ဆိုင်မှာသွားရှာရင်အကုန်ရှိတယ်အဲအခုကျတော့ဟိုဒီကဲမှာရှိတဲ့လူ20လောက်ပြည့်ဖို့အရေးမိသားစု20လောက်အတွက်ပြည့်ဖို့အရေးကိုအော်တော်တော်လေးလဲရှာရတယ်ပြီးတစ်ခါကျရင်ဒီဘက်စီမံမရဆိုဟိုးလေးမိုင်လို့အဖက်တွေထိဂျွာတွေထိသွားပြီးတော့မှခက်ခက်ခဲရှာရတဲ့ဟာတွေဆိုလို့ရှိရင်လဲအဲစီဖိုးတွေကုန်နေပေါ့နော် ကင်းရင်းနီးပြည်နယ်မှာစပေးရှောင်ပြည်သူ၃သိန်းကျော်ထိရှိနေပြီးဆစ်ဆောင်ကာလ၄နှစ်ကျော်လာတဲ့အပြင်အလူရှင်နေပါလာတာကုံသိန်းလုံးမြင့်တက်လာတာတွေကြောင့်စပေးရှောင်ပြည်သူတွေအခက်ခဲကြုံနေရတာပါဒါအပြင်စီးပွားရေးလောက်ကင်စားတော့ဖို့အတွက်နေရာမရှိတာရင်းနှီးဝင်မရှိတာတွေကြောင့်ဆွေမျိုးတွေနာကချင်းငါဆတ်တော့ပြီးဖြစ်တန်းနေရတယ်လို့သိရပါတယ်ဒီမှာနင်းနေမှာ